1998ခုနှစ်ကတည်းကစတင်ပြီးတော့ဂျပန်အေဂရိတ်နယ်ဝန်ကြီးချုပ်တွေတွားရောက်ကာရဝါပြုပူဇော်ခြင်းတွေလှုပ်လှမရတော့တဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုနှစ်ပြားကြောင့်ဂျပန်နိုင်ငံရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာတမိုင်းချောင်းနဲ့ဒါရဲ့ပတ်သက်ဆက်နွယ်နေတဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှစ်ပြားကြောင့်ဂျပန်နိုင်ငံအတွက်စစ်ပွဲတွေမှာတာဝန်ထမ်းဆောင်ရင်းနဲ့တေဆုံသွားခဲ့တဲ့ဂျပန်စစ်သားတွေရဲ့ဝိညာဉ်ကိုခါမီနတ်ဖြစ်သတ်မှတ်ပြီးတော့နေရာပေးကူဇော်ထားတဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုနှစ်ပြားကြောင့်နှစ်ပေါင်း100ကျော်ရိုးရာယဉ်ကျေးမှုတရေထုံထမ်းဆင်လာအတိုင်းတရှိနေခဲ့ပြီးမှနိုင်ငံရေးခံယူချက်အမြင်မတူမှုတွေ တွေကြောင့်ဒီနေ့အချိန်မှာတော့ချားဂျပန်ရိုးရာယဉ်ကျေးမှုနတ်ဘုရားကျောင်းတွေနဲ့မတူဘဲနဲ့ခွဲခြားသတ်မှတ်ခြင်းခံထားတဲ့နတ်ဘုရားကျောင်းဒီနေ့အချိန်လေးဆိုရင်အဲ့ဒီနတ်ဘုရားကျောင်းနှစ်ပေါင်း150ကျော်တက်တန်းရှိနေပါပြီ။ ဟုတ်ပါတယ်ရာဇုခုနီဂျင်ဂျာပါရာဇုခုနီဂျင်ဂျာဆိုရင်1869ခုနှစ်မဲဂျီအေဂရီဒုတိယနှစ်ဇွန်လမှာတိုကျိုကကူလန်မြို့မှာစတင်ပြီးတော့တည်ဆောက်ပူဇော်ခဲ့တာပါဂျပန်နိုင်ငံရဲ့လူမျိုးတွေအတွက်မိမိတို့ရဲ့အဖိုးတန်တဲ့အသက်တွေကိုပေးလူခဲ့တဲ့သူတိုင်းကိုကျေးဇူးတင်တဲ့အနေနဲ့သူတို့ရဲ့ဝိညာဉ်တွေကိုပူဇော်ခြင်းပြုလုပ်ဖို့ရအတွက်အထိမ်းအမှတ်အဖြစ်နဲ့ဆောက်လုပ်ခဲ့ကြခြင်းလည်းဖြစ်ပါတယ် ဂျပန်လူမျိုးတွေရဲ့ကိုယ်ဝဲယုံကြည်မှုတလေးထုံနှန်းစင်လာရာလူတွေကတည်ပြီးသွားရင်ဘွားတကူကိုမပြောင်းဘဲနဲ့သူတို့ရဲ့ဝိညာဉ်ကခမီးဆိုတဲ့နတ်ဖြစ်သွားတယ်လို့ယုံကြည်ကြတာပါအဲဒါကြောင့်သူတို့ရဲ့ကိုယ်ဝဲယုံကြည်မှုတလေးထုံနှန်းစင်လာအတိုင်းပဲဂျပန်နိုင်ငံရဲ့လူမျိုးတွေအတွက်သေဆုံးခဲ့တဲ့သူတွေရဲ့ဝိညာဉ်ကိုကျေးဇူးတင်တဲ့အနေနဲ့ပူဇော်ခြင်းပြုလုပ်ဖို့ရာအတွက်တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါတယ်ရာဇုခုနိဂျင်ဂျာနဖျားเจ้าရဲ့တည်ရှိမှုကဂျပန်နိုင်ငံခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာတမိုင်းချောင်းများနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်မှုရှိပါတယ်။ရာဇုခုနိဂျင်ဂျာနဖျားเจ้าရဲ့နောက်ခံတမိုင်းချောင်းကိုပြောပြပေးရမယ်ဆိုရင်အီရိုခေတ်နိုင်ငံ ောက်ပိုင်း1853နဲ့1868ခုနှစ်ကြားကာလတွေမှာအမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေရဲ့တန်တမာရေးနဲ့စည်ရေးရာဖိအားပေးမှုတွေကြောင့်အေဂျန်စွာနဲ့တည်ရှိနေတဲ့ဂျပန်နိုင်ငံဟာပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်တွေဖြစ်ပွားခဲ့ရပါတယ်။နှစ်ပေါင်း260ကျော်အုပ်ချုပ်နေတဲ့တိုရှူကာဝါရှိုးကန်တွေရဲ့တတိတခြားရပ်တည်ပြီးတော့တကားပိတ်စီးပွားရေးစနစ်ကျင့်သုံးခြင်းနဲ့အဖွဲ့နဲ့ခင်မီပြီးစီးလုံးညီညွတ်တဲ့ဂျပန်နိုင်ငံတော်အဖြစ်အသွင်ပြောင်းခြင်းနဲ့တကားဖွင့်စီးပွားရေးစနစ်ကျင့်သုံးခြင်းနဲ့အဖွဲ့ဆိုပြီးတော့နှစ်ဖွဲ့ကွဲသွားပြီးတော့ဂျပန်ပြည်ရဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားခဲ့တာပါ။ဂျပ န်နိုင်ငံရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်ပွဲတွေမှာခေတ်သစ်ပြုပြင်ပြောင်းလဲသမားတွေကအနိုင်ရလိုက်တဲ့အတွက်ဂျပန်ပြည်ရဲ့အလုံးစုံသောအာဏာကိုမဲဂျီအေဂရစ်ထံကိုပေးရပြီးတော့ခင်မီဘီစီးလုံးညီညွတ်တဲ့ဂျပန်နိုင်ငံတော်ကိုမဲဂျီအေဂရစ်နဲ့အတူပြုပြင်ပြောင်းလဲသမားတွေကတိစောက်ခဲ့ကြပါတယ်။မဲဂျီအေဂရစ်ကလည်းဂျပန်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးပြည်တွင်းစစ်ပွဲမှာတည်ဆုံသွားခဲ့တဲ့ပြုပြင်ပြောင်းလဲစစ်သားများနဲ့ထောက်ပံ့ရေးအဖွဲ့သားတွေကိုကျေးဇူးတင်တဲ့အနေနဲ့ဂုဏ်ပြုပူဇော်ပေးဖို့အတွက်ရည်ရွယ်ပြီးတော့ရာဇုခုနီချင်းကြားနှစ်ဖျားချောင်းကိုတိစောက်ခဲ့တာပါ။ ထမစားတိဆောက်ခြင်း1869ခုနှစ်ကစလို့အစောပိုင်းကာလတွေမှာရာဇုခုနီဂျင်ဂျာလို့မခေါ်သေးပါဘူးရှုကွန်ရှားဆိုပြီးတော့စတင်ခေါ်ဆိုခဲ့ကြတာပါ1869ခုနှစ်ရောက်မှာမဲဂျီအေဂရီကရာဇုခုနီဂျင်ဂျာလို့ပြောင်းပြီးတော့စတင်ခေါ်ဆိုခဲ့တာပါ